နိုင်ငံကျင်းသားတို့တောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထေတို့အကြောင်းလေးလည်းပါပါတယ်သူတို့လူမြောက်ဖို့အတွက်တောင်းဆိုသွားမှာလားအဲ့ဒါလေးသိချင်ပါတယ်အဲကျွန်မသိရသလောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးကျင်းသားလို့နိုင်ငံတကာကအတမတ်တာရှိပါလေသို့တော်လဲတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာ အာဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်နေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ချခံနေရတာဖြစ်ပါတယ်။အာဒေါက်တာဆက်စစ်ကြီးကိုနိုင်ငံရေးအကျဉ်းသားတောင်းဆွဲမှုနဲ့ပတ်သက်လို့လူထုကြတဲ့မှာဥပဒေတောင်းနေဖြစ်ပါတယ်။တကယ်တော့ဒီဥပဒေခံဆိုတာကပေါ်ပြလာချာနေဆိုတာကတော့တသက်ခံနိုင်ငံရေးတောင်းမှမလုပ်ခင်ဒေါက်တာသက်ခံရဲ့ရွှေနှန်းတော်ရွှေဆိုင်နဲ့အရင်ဆုံးကကုလုပ်အပ်ဖြစ်တယ်။လူတွေကအခု popular channel ကိုစပြီးတရိပ်မထားမိခင်နိုင်ငံရေးနဲ့ပတ်သက်လို့ပေါ့ကွနိုင်ငံရေးနဲ့ပတ်သက်လို့ popular ဦးမျက်ခိုင်ကိုတရိပ်မထားမိခင်တဲ့က ကွန်ပျူတာကြာနေအမှုပညာတွေအမှုပညာလှုပ်ရှားမှုတွေကိုတင်ဆက်နေတဲ့အချိန်တည်းကဒေါက်တာတခါရွှေနန်းတော်ရွှေဆိုင်နဲ့သူတို့ကလောက်ဝချင်းရလက်ချင်းတွဲထားတဲ့မိဖက်တီသိမ့်ပြတာကအခုလည်းပဲဒေါက်တာခိုင်နဲ့ဒီဦးမြခိုင်နဲ့ကမဟာမိတ်တွေသူတို့အခုလိုမျိုးအတင်းလာရှင်းနေပွဲလုပ်ပြီးတော့မေးတယ်လူတို့ရဲ့စိတ်အာရုံစိတ်ဝင်စားမှုလူတို့ရဲ့တုံ့ပြန်မှုသူတို့လောက်ဝချင်းရိုက်ပြီးယူနိုင်ကြတယ်တော်တယ်သူကကိုယ်တိုင်းကတိကျတဲ့မူဝါဒသင်ရိုးညွန့်တန်းမရှိဘဲနဲ့ကလေးတွေရဲ့ဘဝကို နော်နိုင်ငံရေးမှာခြာနေခဲ့တဲ့အောက်တန်းစားတွေဖြစ်တယ်။အောက်တန်းစားမဟုတ်ဘူးဆိုရင်ခင်ဗျားတို့အန်ယူဂျီရဲ့ဖက်ဒရယ်ဒီမိုကရေစီတင်ယုံညွန်းတဲ့ကိုခြာပြနိုင်ရမယ်။ဒီမှာငါတို့ပညာရေးကဒီလိုရှိရဆိုပြီးကဘာကိုခြာပြနိုင်ရမယ်။2021 20 23 3တက်တာအတွင်းမှာအနုကြည်ကနေ12တက်အောင်မြင်သွားတဲ့ကလေးတွေဘယ်နိုင်ငံဘယ်တက္ကသိုလ်နဲ့ချိတ်ဆက်ပြီးပညာသင်ကြားနေရတယ်ဆိုတာခင်ဗျားတို့ခြားပြနိုင်ရမယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ ဒေါ်သက်သက်ခိုင်ရဲ့လိမ္မာပါနဲ့တဲ့မဲဆွယ်စည်းရုံးရေးကိုအတူယူကြဖို့မကူတူပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဟုတ်လားဟဲ့လို့ပြောကြရဲကွန်မန့်လေးတွေတရားတယ်။အာကျေးဇူးတင်ပါတယ်ရှင်။တကယ်တော့ဒါအချက်ရှိလို့အလားရှိရအောင်ရှင်။မိမတယောက်ကဘာလို့ပဲတုံနေပါစေဘာလို့ပဲတက်နေပါစေဘာလို့ပဲထူးချွန်ထမြက်နေပါစေဒီမိမရဲ့နောက်မှာအရေးတပွဲအုံအုံပေးနိုင်တော့ဒီမိမကိုစုပ်လုံးချုံမှုစိတ်လုံးချုံမှုပေးနိုင်တဲ့ယောက်ျားတယောက်ရဲ့ချစ်ခြင်းမြတ်တာယောက်ျားတယောက်ရဲ့စေတနာချက်နေုံနဲ့မရဘူးစေတနာလည်းရှိရတယ်။ ဘာသာတယောက်ရဲ့ဖုံးကန်လိုအပ်ပါတယ်ဆိုတော့မိမတယောက်အာတာမန်တဲ့ပိုးပြီးလှလာရဲဒီမိမကတာမန်တဲ့ပိုးပြီးဒီမိမရဲ့မျက်နှာမှာအကြည့်တက်လေးရှိနေတယ်ကြည်မွင်ကြည်လင်ဝင်းပါနေတယ်လို့ခံစားရတယ်ဆိုရင်သိကြပါတယ်ဒီမိမကိုနောက်ွယ်မှာအလေးတက်ခွင့်စိတ်လုံးကြုံမှုပေးနိုင်တဲ့ယောက်ျားတယောက်ရဲ့အချစ်ချင်းမြတ်တာရေးစေတနာရေးပါပါတယ်ဆိုတော့နော်အချစ်ချင်းလိုလှရှိတာလို့ပြောချင်ပါတယ် နောက်တစ်ခုကဘဲပါတီကိုမဲပေးမလဲပေါ့နော်မမတို့ဘဲပါတီကိုမဲပေးမလဲညီမပေးတဲ့ပါတီကိုသူတို့တွေလည်းအကုန်လုံးမဲလိုက်ပေးဖို့ဆန္ဒရှိပါတယ်ဆိုတော့တောင်းပြန်မှုကွန်မန့်လေးအများဆုံးတွေ့ရတယ်တော်ကျေးဇူးတင်ပါတယ်တို့တော့အဲ့ဒီလိုမလုပ်ပါနဲ့ဘာလို့လဲဆိုတော့ကျမနေထိုင်ရာမြို့နယ်မှာကဘယ်ပါတီကဘယ်လိုလူတွေဝင်ရောက်ရွေးချယ်ခံမယ်မသိဘူးအမျိုးတွေရဲ့နေထိုင်ရာမြို့နယ်တွေမှာဘယ်လိုပါတီကဘယ်လိုလူပုဂ္ဂိုလ်တွေကဝင်ရောက်ရှင်းပြိုင်မယ်ဆိုတာမသိတဲ့အတွက်เนาะအဲ့ဒီလိုမလုပ်နဲ့လူကိုလည်းကြည့်ရမယ်ပါတီကိုလည်းကြည့်ရမယ်တချို့တွေကြတော့လှုပ်ဆောင်နိုင်ငံရေးသမားတွေပေါ့နော်ရုံးဖို့ကောင်းတယ် လောက်စားနိုင်ငံရေးသမားတွေကြောင့်သူတို့အနေနဲ့ဒီရွေးကောက်ပွဲဝင်ပြိုင်လို့ဖေးမှုမပွဲဘူးဆိုတာတည်းတကယ်လို့မဲရရင်တော့မှကိုတို့ရဲ့မိသားစုအရေးချာကြီးကိုမမမကပေးတဲ့စင်မဲလောက်ပဲအများဆုံးရမယ်လုံးဝဒီရွေးကောက်ပွဲမှာသူ့အနေနဲ့အရေးချင်းမပြည့်မီဘူးဆိုတာသိကြတယ်ကိုကိုကိုဘာအရေးချင်းရှိရဲဘာအဆိတ်ရှိရဲဆိုတာသိတယ်ဒါပေမဲ့တိတိချင်းနဲ့ဘာလို့ဝင်ပြိုင်လဲဆိုလို့ရှိရင်နောက်တစ်ချိန်ကြာလို့ရှိရင်ကြေတနာတစုံတစ်ခုကြုံလာတဲ့အခါသူ့မဟုတ်အမှုပွဲစားဝင်လို့တဲ့အခါကိုကျိုးရှာပြီးစီးပွားရေးလုပ်တဲ့အခါငါအမတ်လောက်ငါကတော်တော်ကိုယ်တည်းလောင်းဆိုတဲ့ပါဝါကို အရေးခွင့်ကိုခြုံချင်တဲ့လှုပ်ရှားနိုင်ငံရေးတမအောက်တန်းစားတွေရှိပါတယ်ဆိုတော့ပါတီကဘယ်လောက်ပဲကောင်းကောင်းအဲ့လိုလူပန်းစားတွေပါလာပြီဆိုရင်အဲ့ဒီပါတီကိုမဲမပေးပါနဲ့ဒါပေမဲ့အရေးကြီးဆုံးကမဲပေးတာမပေးရသာထားပါမဲစင်းမှာကိုယ့်နာမည်ပါမပါအရင်သွားကြည့်ကြပါနော်ကျမကတော့မဲစင်းမှာကျမနာမည်ပါဖို့အခုမှဆောင်ရွက်နေတယ်ကျမတို့တနေသားလူလုံးလည်းမဲစင်းမှာတယောက်မှမပါလို့အခုမှစတင်နေရပါတယ် နောက်တစ်ခုကတော့ဒေါ်သက်သက်ခါနဲ့ပေါ်ပူလာကဦးမြခါရဲ့အင်တာဗျူးပေါ့နော်။အဲဒီဥစ္စာလေးခွင့်မယ်နေမှာဒီအထက်မှာအများဆုံးတွေ့ရတယ်။အဲဒီမှာဒေါ်သက်သက်ခါရဲ့စိတ်တဆစ်စီရေလုတဲ့နေရာမှာကြွိုက်တယ်မဟုတ်ဘူး။တခြားနိုင်ငံရေးပါတီတွေတခြားနိုင်ငံရေးသမားတွေကသူ့ခိုးကိုလွှဲတယ်နော်။ဒေါ်သက်သက်ခါဆိုရင်ထမင်းစားရေးတော့လမ်းလျှောက်တာကအစားအကုန်လိုင်းမဟုတ်ဘူးတဲ့။တစ်ဖက်ကကြည့်ရင်ဒါကလေးကလားဆန်နေပြီမဲ့တစ်ဖက်ကကြည့်တော့လေမြန်မာများတော့ရှင်းလာတယ်။လူတီရဲ့မျက်လုံးထဲမှာမြန်မာများတော့ရှင်းလာတယ်။နောက်တစ်ခုက ဒီဥမျက်ခိုင်ပေါ်ပူလာချာနေဒီဒေါက်တာတခိုင်ကိုပြီးတော့လုံးတင်းသာရှင်းလင်းပွဲမှာပထမတစ်ချိန်တင်းသာရှင်းလင်းပွဲတော့မှာလေသူပီနီအင်ဂျင်နဲ့နော်အဲအင်ဂျင်ဝတ်ပြီးတော့တင်းသာရှင်းလင်းပွဲမှာတင်းယူရင်အိမ်မှာသူပြောတဲ့ကလန်ကစံပြောဆိုမှုပေါ့ဆက်ကျင်ပြောဆိုမှုလူလူကြားထဲမှာတုံ့ပြန်မှုတစ်ခုဖြစ်တယ်အခုလည်းပဲဒေါက်တာတခိုင်ပြီးတော့လုံးပါတင်းဒါတင်းသာရှင်းလင်းပွဲမှာအာဒေါက်တာဆက်စစ်ကြည့်လို့နိုင်ငံရေးအကျဉ်းသားတုံ့ဆွဲမှုနဲ့ပတ်သက်လို့လူလူကြားထဲမှာဥပဒေတောင်းနေဖြစ်ပါတယ်တကယ်တော့ဒီဥမျက်ခိုင်ဆိုတာကပေါ်ပြူလာချာနေဆိုတာကတော်တက်တက်ခိုင်နိုင်ငံရေးတမမလုပ်ခင်ဒေါ်တက်တက်ခိုင်ရွှေနှန်းတော်ရွှေဆိုင်နဲ့အရင်ဆုံးတွေက group app ဖြစ်တဲ့ လူတွေကအခု popular channel ကိုစပြီးတတိမထားမိခင်နိုင်ငံရေးနဲ့ပတ်သက်လို့ပေါ့ကွယ်နိုင်ငံရေးနဲ့ပတ်သက်လို့ popular ဥမျက်ခိုင်ကိုတတိမထားမိခင်တဲ့က popular channel အမှုပညာရေးအမှုပညာလှုပ်ရှားမှုတွေကိုတင်ဆက်နေတဲ့အချိန်တည်းကဒေါက်တာခါရဲ့ရွှေနန်းတော်ရွှေဆိုင်နဲ့သူတို့ကလောက်အချင်းရလက်ချင်းတွဲထားတဲ့မိဖက်တွေတိတ်နေတာကအခုလည်းဒေါက်တာခိုင်နဲ့ဒီဥမျက်ခိုင်နဲ့ကမဟာမိတ်တွေသူတို့အခုလိုမျိုးအာတင်လာရှင်လင်းပွဲလုပ်ပြီးတော့မေးတယ်လူတို့ရဲ့စိတ်အာရောစိတ်ဝင်စားမှုလူတို့ရဲ့တုံ့ပြန်မှု တို့လောကချင်းရိုက်ပြီးယူနိုင်ကြတယ်တော်တယ်တကယ်တော့နိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေဆိုတာအဲ့ဒီလိုမျိုးကိုလိုချင်းနဲ့ရည်ရွယ်ချက်ရောက်အောင်တစ်ခါတလေမှာတစ်ဖက်နဲ့နေနဲ့တုံးတက်ရပါတယ်ဒါကြောင့်တခြားတော့နိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေလည်းကအတုခုဖို့လိုတယ်နိုင်ငံရေးပါတီတွေမှာမီဒီယာသမားတွေသူတို့ပါတီတွေမှာသူတို့ငားရမ်းထားတဲ့လော်ဘီတွေအနော်ပရိုပဂန်ဒါတွေအများကြီးရှိတယ်။ဒီအချိန်မှာက အန်ယူဂျီမကောင်းကြောင်းပြောရမယ့်အချိန်မဟုတ်တော့ဘူး။ PDF မကောင်းကြောင်းပြောရမယ့်အချိန်မဟုတ်တော့ဘူး။အန်ယူဂျီမကောင်းမှု PDF မကောင်းမှုကို၅နှစ်လုံးလုံးပြောခဲ့ပြီးဖြစ်တဲ့အတွက်နိုင်ငံရေးပါတီတွေနိုင်ငံရေးမှာဝန်ရောက်ရှင်ပြိုင်ခံမဲ့ကိုယ်တိုင်လောင်းနေဝတ္တတိပုဂ္ဂလဆိုလို့လို့ရှိရင်လည်းသူ့အတွက်မဲဆွယ်ပေးမယ်လို့ပြောပြီးလို့ရတယ်။အဲ့ဒီလူတွေအနေနဲ့ကသူများမကောင်းကြောင်းပြောရမယ့်အချိန်မဟုတ်တော့ဘူး။ကိုယ်ကောင်းကြောင်းကိုပြောရမယ့်အချိန်ဖြစ်တယ်။ကိုရီးယားတချိန်လုံးကနိုင်ငံရေးဖက်တန်းမှုမှာဘယ်လိုမျိုးပါဝင်ဆောင်ရွက်ခဲ့ရဲဆိုတဲ့ကိုယ့်ကောင်ကိုပြောရမယ့်အချိန်ဖြစ်တယ်။အတူတူလို့ပြောပါတယ်။မင်္ဂလာပါမျိုးကြီးညချိန်နဲ့မလိုက်ဆိုတဲ့ခေါင်းစဉ်နဲ့ပြောတော်မှာဖြစ်ပါတယ်။ မနေ့အောက်တိုဘာ10ရက်နေ့ကတိုင်းပြည်မှာနေဆက်ထိခိရွာကိုစစ်တပ်ကလေးရင်နဲ့ဘုံလေးလုံးကျဲချတိုက်ခတ်ပြီးစစ်ကနက်နဲ့ပါပြတ်ခတ်သွားပါတယ်တဲ့။ KNY ကထုတ်ပြန်တယ်။ရှိရနေတဲ့တင်းမှာကြတော့အဲ့ဒီထိခိရွာကိုပဲနော်။ရှိရနေတဲ့တင်းမှာကြတော့အော်အထိခိရွာကိုစစ်တပ်ကတည့်ရက်ထဲမှာလေးရင်နဲ့ဘုံအလုံး60ကျုံကျဲချတိုက်ခတ်သွားပါတယ်ဆိုပြီးငုံကြွေးနေကြတယ်။ဆိုတော့စစ်တပ်ကလေးရင်စီပိတ်ဆို့ရေးလေးရင်စီဖျက်တော့ရေးဆိုပြီးနိုင်ငံတကာမှာဒုံးရေးဒုံးရေးဟောခဲ့တာပဲသူတို့လေ။ခဏလို့ စစ်တပ်ကိုလင်းစီပိတ်ဆို့ဖို့အတွက်တန်ခတ်ပိတ်ဆို့ပါခုကုမ္ပဏီကိုပုတ်ဆို့ပါအာ PTT EP လို PTT OR လို MOG ကြီးတို့ကစတန်ခတ်ပိတ်ဆို့ပါဆိုပြီးနိုင်ငံတကာကအတနာခံခဲ့တာဘာတူလေးခင်ဗျားတို့စစ်တပ်မှာလင်းစီမရှိတော့ဘူးလို့စိတ်တဲစစ်စင်ရင်းနဲ့ဝါဒခန့်ချင်ရေးစိုက်ဝါလုပ်ခဲ့တာဘာတူလေးခင်ဗျားတို့စစ်တပ်ကလင်းရင်းတွေကိုပြစ်ချမှုနှက်ကင်ပရောဂျက်အတွက်လင်းရင်းပြစ်လက်နက်ဝယ်ဖို့အတွက်ဘာကန်ပိတ်ညာကန်ပိတ်ဘာညာကန်ပိတ်လုပ်ခဲ့တာခင်ဗျားတို့စစ်တပ်ကလေးရင်တွေကိုခုနောက်မှပြစ်ချနိုင်ခဲ့ပါတယ်ဒီနောက်မှပြစ်ချနိုင်ခဲ့ပါတယ်နှက်ကင်အရသာအရန်ချိုပါတယ်လို့ပြောခဲ့တာဘူးဒီလေး ခင်ဗျားတို့နော်တက်မတော်ကကိုနိုင်ငံသားချင်းချင်းမို့လို့ကိုတိုင်းသားချင်းချင်းမို့လို့အနိုင်ဆုံးအစဉ်အလဲဆုံးအင်အားနဲ့နှိမ်နှင်းခဲ့စဉ်လုံးကစစ်တပ်မှလူမရှိတော့ပါဘူးတက်ပြတ်နေသည်လို့ပြောခဲ့တာဘူးဒီလေးခင်ဗျားတို့စစ်တပ်မှအလန်တိုင်းနဲ့မရောက်နိုင်တဲ့ကြမှာတော့ရေလို့ဝါဒဖြန့်ခဲ့တာဘူးဒီလေးခင်ဗျားတို့တမတော်ကကိုနိုင်ငံသားချင်းချင်းကိုတိုင်းရင်းသားချင်းချင်းမို့လို့ဇပွဲဝိုင်းကိုလာခဲ့ပါဇပွဲဝိုင်းကိုလာခဲ့ပါဒီတည့်တည့်အလင်းဝင်ပါလို့ဖိတ်ခေါ်စဉ်တော့ကတွေးကြွေးမှာဆွေးနေစရာမရှိဘူးဆိုပြီးကွန်မြူနီလမ်းစဉ်ကိုလိုက်ခဲ့တာဒူဒီလေးခင်ဗျားတို့ အခုကြတော့လေစစ်တပ်ကလေးရင်နဲ့ဘုံချဲလို့ဆိုပြီးဘူးကျွေးနေကြတာခင်ဗျားတို့နော်ကျတော့ဒီထီထီဆိုတာက KNU တက်မဟာလေးနဲ့နေ KNU ကိုရီကိုတိတ်လိုက်ပြီးမြောက်ရီကိုတိတ်လိုက်ပြီးလို့ပြောခဲ့တာဘာလို့လဲ KNU မြောက်ရီကိုမတိတ်နိုင်တဲ့အခါကျတော့မြောက်ရီကအဓိကဟုတ်ပါဘူးနေပြီးတော့ကအဓိကဘာလို့ပြောခဲ့တာလဲ KNU နေပြီးတော့ဘူချိဦးမလဲနိုင်တဲ့အခါကျတော့ရန်ကုန်မှာဌာနချုပ်ဖွင့်မယ်လို့ပြောခဲ့တာလေ KNU အဲ့ဆုံးဆွေးနွေးစရာအကြောင်းမရှိဘူးဆိုပြီးစစ်ပောင်းကိုချဲ့တာလေ KNU နော်ခင်ဗျားတို့စစ်ကိုကောက်လို့စစ်ကိုလာတယ်ဖေးရယူရှင်းနေ နော်ဒီထီကြီးဆိုတာကထီကြီးမော်တော်နေစက်ကုံတွေရှိတယ်နော်အမော်တော်တင်းနေလာရင်မော်တော်နဲ့ထိုင်းစင်ခွန်အောင်တိနော်နေစက်ကုံတွေရေကိတ်ရှိတယ်ဆိုတော့ကျွန်မဒီအခုပြီးခဲ့တဲ့9လပိုင်းတည်းကကြိုးပြီးတော့နိုင်ငံရေးသုံးသပ်ခဲ့တယ်တမရော်ကထီကြီးမော်တော်နေစက်ကုံတွေကိုပြန်ပြီးထိချုံနိုင်ပါလိမ့်မယ်2025 9လပိုင်းကုံတွေ10လပိုင်းတွေမှာတမရော်ကကြောက်နေလို့နော်တိန်နေလို့တိဘိုးလို့ပြန်ပြီးထိချုံနိုင်လိမ့်မယ်အာဒါကရှမ်းမြောက်ပဲတင်ရင်တော့မှဆိုလို့ရှိရင်မြောက်ဟိုဒီအာရှလမ်းမကြီးအပြင်ထီကြီးမော်တော်နေစက်ကုံတွေရေကိုလည်းတမရော်ကပြန်ပြီးထိချုံနိုင်လိမ့်မယ်လို့ကျွန်မစီးရင်နိုင်ငံရေးကြိုးပြီးသုံးသပ်ခဲ့ပါတယ် เนาะဒါပြင်အခု2025စက်တလပိုင်းပထမပတ်ဒုတိယပတ်အတွင်းမှာတက်တော့ဒီမူဆယ်တရားမိုင်နေဆက်ကုံသွေးရေးကိုပြန်လည်လည်ပနိုင်ဖို့အတွက်အဲ့ဒီတရှောင်းမှာတက်မတော်ကအွန်လိုင်းလှုပ်ထူနိုင်လိမ့်မယ်လို့လည်းကျွန်တော်တို့ပြီးတုံ့တက်ခဲ့ပါတယ်နေဆက်ကုံသွေးရေးနဲ့ပတ်သက်လို့ထိုင်ချုံကမ်ပိုက်တီးနော်ထိုင်ချုံကမ်ပိုက်တီးမှာအထူးစီပွားရေးဆောင်ရှိရတဲ့အတွက်ဒီထိုင်ချုံကမ်ပိုက်တီးကမ်ပိုက်တီးနဲ့မှာလည်းပဲတက်မတော်ကတိုက်ပွဲသတင်းတွေအဝေးသတင်းတွေကြားရပါလိမ့်မယ်ကြားရလိမ့်မယ်လို့ကျွန်မနိုင်ငံရေးတို့ပြီးတုံ့တက်ခဲ့ပါတယ်ကြန့်ရှိနေတာကတော့ချင်းပြည်နယ်ဖလန်းတစ်ခုရယ်နော်ချင်းပြည်နယ်ဖလန်းကဘာနဲ့တူလဲဆိုတော့အန်ဖလန်းတောင်ခံအန်ကို ဖလန်းကိုတက်လို့ကခက်ခဲခက်ခဲတိုက်ရလိမ့်မယ်ဘလို့မျိုးလဲဆိုတော့တောင်ခန်းနောင်ချုံတောင်ခန်းကိုတိုက်တယ်လို့ပဲရန်ကုန်မြေကုန်အစွမ်းကုန်တက်လို့ကခက်ခဲခက်ခဲတိုက်ယူကြလိမ့်မယ်ကြံသောနေမီဒီမှာတော့တက်လို့အနေနဲ့အခုနော်အာကြောက်မဲကိုတိုက်လိုက်တယ်လို့မကြောက်ခင်မှာသိဖို့ကိုတက်လို့ကပြန်ပြီးထိန်းချုပ်နိုင်တော့မယ် ခက်ခဲမရှိလွယ်ကူစွာအောင်မြင်စွာထိန်းချုပ်နိုင်လိမ့်မယ်မြန်မာတက်မတော်ကအောင်လံပြန့်နိုင်လိမ့်မယ်လို့အာနေပြည်တော်တွင်မဲစရင်တပေါင်းကျော်မှားရင်းနေနေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့မြို့နယ်၈မြို့နယ်မှာမဲစရင်တပေါင်းကျော်ကွာဟနေတာကြောင့်ပြန်လည်ပြင်ဆင်ဖို့လျှောက်ထားနေရတယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါဗျာ ြေမနာနဲ့ဇမူတီရီမြို့နယ်ကမဲစရင်မှာလက်ရှိနေထိုင်သူတွေမပါပဲပြောင်းရွှေ့သွားသူတွေနဲ့တေဆုံသွားသူတွေပါနေတာကြောင့်ပုံစံလေးအရာကန့်ကွက်နေရတယ်လို့နန်စီတီအန်ဝန်ထမ်းတယောက်ကဒီဘကိုပြောပါတယ်ပြေမနာခရိုင်မှာရက်ကြီးအုပ်ချုပ်ရေးကစရင်မကောက်ပဲအရင်စရင်ဟောင်းကိုတွေကိုထွေအုပ်ကိုပို့ထွေအုပ်ကလည်းမစစ်စစ်ပဲ UEC ကိုပို့တာအချို့ရက်ကွက်တွေမှာဘလောက်ဆိုးလဲဆိုရင်ကိုစလဲနမဲတောင်မဲစရင်မှာမပါဘူးပုံစံလေးအရာကန့်ကွက်လာပြန်တဲ့အစားကနေပြန်လုံနေရတယ်လို့ပြောပါတယ် ပုပ္ပတိရိနဲ့ဇေယတိတိမြို့နယ်မှာတော့မဲစင်းကွာဟမှု၃200ကျော်ရှိပြီးပုံစံ၃ရာမဲစင်းမှာပြန်လည်ထည့်သွင်းနိုင်ရေးအတွက် ပုံစံလေးခေပြင်ဆင်ခွင့်ပြုလုပ်နေရတယ်လို့ဇေယတိရိခရိုင်အုပ်ချုပ်ရေးနဲ့နှိဆက်သူတယောက်ကဒီပကူပြောပါရယ်စစ်တပ်ကရွေးကောက်ပွဲတာလုပ်ချင်တာပဲတည်တာမဲစင်းတောင်မှတ်အောင်မလုပ်နိုင်ဘူး 2015ကတည်သွားလူတွေကပြန်ရှင်ပြီးမဲစင်းမှာပါနေတာအဲ့ဒီတော့ရက်ွက်ထဲကလူတွေပြန်ခေါ်မဲစင်းမှန်မှန်တိုက်ဆိုင်စစ်ဆေးရတယ်ဒါပေမဲ့ပြည်ထနာကမဲစင်းကိုဘယ်သူမှလာမကြည့်တော့လောက်ရတဲ့သူကအခက်ခဲဖြစ်တာပေါ့လို့ပြောပါတယ်နေပြည်တော်တိုင်းအတွင်းဥတ္တရခရိုင်မှာ1 314ရောက်ဇေယသီရိခရိုင်မှာ3200ကျော်လယ်ဝေးခရိုင်မှာ သူမြသူမြတယောက်ပြင်းမလားခရိုင်မှာ2869ယောက်စုစုပေါင်းဆယ်နှစ်382ယောက်မဲစင်းကွာဟနေတာလို့သူကဆက်ပြောပါတယ်ဒီလိုမဲစင်းတွေကွာဟနေတာကြောင့်ပုပ်ပတိရီမျိုးနယ်ကဝင်ပြိုင်မဲ့ကြန့်ခိုင်ရေးပါတီကလွှတ်တော်ကိုယ်စားလှယ်အလောင်းဘူးလလဆွေကအောက်တိုဘာ9ရက်မှာလူမှုကွန်ရက်ကနေလွှတ်ပြောဆိုခဲ့ပါသေးတယ်ထပ်မံပြီးနိုင်ငံရေးစီရင်ကြိုးပမ်းတော့ပါတယ်နောက်ထပ်တဲ့ဘက်က ချင်းမီနဲ့မင်းတို့မျိုးနဲ့ထင်းချောင်းကျေးရွာကိုညအချိန်တော်မှာဆက်တက်ကဘုန်းကျဲတဲ့အတွက်ထက်တဲ့အကြောင်းသားတွေတည်ဆုံသွားပါတယ်တဲ့ဒါကြောင့်မလို့ဒီကလေးကောင်လေးစပြီးတော့မြို့နယ်ပြင်မှာရှိတဲ့အကြောင်းတွေအားလုံးပိတ်ထားဖို့ပအာဖကညွှန်ကြားပါတယ်ဆိုတော့အများကြီးအချိန်တော်ထက်တဲ့အကြောင်းသားတွေစတဲ့အကြောင်းမှာမလုပ်နိုင်လဲဆိုတာသူတို့ကိုသူတို့အတိအုံဖြစ်ပါလိမ့်မယ်ဒီနေရာမှာအဓိကပြောချင်တာကအခုဒီပအာဖတို့နော်ပကဖတို့ပတ်တုံးလုံးအန်ယူဂျီတို့ပီတီအက်တို့အကုန်လုံးကစစ်တော်ပြင်သားရဲ့အလုပ်ရှိဆုံးပြီးကလေးတွေအကုန်လုံးကိုလမ်းမပေါ်ဆွဲတင်ခဲ့တယ်စာသင်ခန်းထဲမှာအေးချမ်းစွာပညာသင်ကြားနေတဲ့ကလေးတွေကိုစစ်တော်ပြင်သားရဲ့အလုပ်ရှိဝါရမိုက်တိုက်ပြီးလမ်းမပေါ်ဆွဲတင်တယ် နိုင်ငံရေးဆိုတာဖြူတလားမဲတလားမသိအမိနို့နန်တော်မစင်သေးတဲ့ငါးနှစ်၆နှစ်ရွယ်ကလေးလေးတွေဘဘဆုလာမှာကြောက်တတ်မယ်လို့စိုက်ပုံလေးတွေကင်ပြီးလမ်းမှာပေါ်ဆွတင်ခဲ့တယ်။မဟုတ်ဘူးလို့မင်းနဲ့နော်။ဘဟုတ်ဘူးညင်း38မိတိုင်းလေးပြီးပါးကြီး38ချက်ချလာ။ဘဘဆုလာမှာကြောက်တတ်မယ်လို့စိုက်ပုံလေးတွေကင်ခိုင်းပြီးခင်ဗျားတို့လမ်းမှာပေါ်ဆွတင်ခဲ့တယ်။ဒါဆိုရင်ခင်ဗျားတို့ပြောနေစစ်ကြောပညာရေးထဲဘုံမကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်။ပညာရေးတင်ချမှုတင်တင်ရုံညွန်တဲ့တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်။ဒီမှာလေ 2021 24 23သုံးနှစ်တာကာလအတွင်းခင်ဗျားတို့အချိန်ယူခဲ့တယ်ဆိုရင်တော့ခု24 25မှာဗမာလေးအနုကြည်ရဲ့ပညာရေးညွှန်းနဲ့ဘယ်အသိဉာဏ်ညွှန်းနဲ့အခုလက်ရှိခင်ဗျားတို့စာသင်ကျောင်းတွေမှာသင်ကြားနေကြလဲခင်ဗျားတို့ကြွေးကြော်တဲ့ Federal Democracy ပညာရေးကိုခင်ဗျားတို့အဖေခေါ်နေတဲ့ MTA နဲ့နေမှာအဲ့ဒီပညာရေးနဲ့သင်နေသလားခင်ဗျားတို့အဖေခေါ်နေတဲ့ပလောင်နေနေမှာကိုအနုကြည်ရဲ့ Federal Democracy ပညာရေးကချမှတ်တဲ့သင်ယူညွှန်းတဲ့နဲ့သင်နေသလား KIA မှာသင်နေသလား KNU နဲ့နေမှာသင်နေသလားလက်ရှိအနုကြည်က မလေးရှားနိုင်ငံလောက်ပြည်ဝန်လောက်ရှိတဲ့နေမျိုးကိုထိချုပ်ထားနိုင်ပြီးစိုးမိုးထားနိုင်ပြီလို့ဇော်ဝေဆိုပညာရေးဝန်ကြီးကျန်းမာရေးဝန်ကြီးဇော်ဝေဆိုပြောထားတယ်အဲ့ဒီနေမျိုးမှာလက်ရှိ NUG ကချမှတ်တဲ့ Federal Democracy တင်ယိုးညွန်းနဲ့တင်းနေသလားအဲ့ဒီတင်ယိုးညွန်းနဲ့ကပါလေခင်ဗျားတို့ရဲ့ Federal Democracy စံချိန်စံညွန်းကဒီမှာလေ2021 2022 2023ဒီ၃နှစ်ကမှ NUG ရဲ့ Federal Democracy ပညာရေးမှာတင် जा ပြီး၁၂တန်းအောင်မြင်သောအကြောင်းသားတွေကိုအခု24 25နှစ်အတွင်းမှာဘယ်နိုင်ငံကတက္ကသိုလ်တွေကအတိမတ်ပြုတ်ပြီးချိတ်ဆက်ပြီးတော့ဘယ်နိုင်ငံမှာတက္ကသိုလ်ပညာရေးတင် जा နေတယ်လဲ ျမက morphology ကို first year မှာတင်မယ်။ research paper ကို second year မှာတင်မယ်။ဥပမာ syntax ကို P1 မှာပြောင်းတင်မယ်လို့ကိုကအဲ့ဒီလိုပြောလိုက်လို့ရှိရင်ဒီစာရီကဒီ clean ငယ်လေးနဲ့ light ဖိုက်ရင်မ light ဖိုက်ဆိုတာကိုတိုင်လေးလာတင်လို့တက်မြောက်ပြီးမှသိမှာ။ခင်ဗျားတို့ဘယ်ပညာရေးကိုစုံစမ်းတိုင်အောင်တင်ပြီးပြီလဲ။ခင်ဗျားတို့ပြောရဲစစ်တော်ပညာရေးကရှင်းလို့ရှိနော်ကမ္ဘာပညာရေးတောင်ကနာပြောဖတ်ရေးအစဉ်တွေး speaker reading writing listening thinking ငါမျိုးပဲရှိတယ်။မြန်မာပညာရေးခင်ဗျားတို့အထင်သေးနေလဲစစ်ကြုံပညာရေးကရှင်းမျိုးရှိတယ်။ကြားဘူးလား။ သူစီဘူးပါဝီလီတီတာအခရာဆွမ်းဆုံအီရှင်လုံးကိုတီကုန်းပန်းတွင်နေနိုင်စင်တော့စာတင်ပြိုနုအချင်းနုတို့သူစီဘူးပါဝီလီတီတာအခရာဆွဲဆုံအီရှင်လုံးကိုတီကုန်းပန်းတွင်နေနိုင်စင်တော့ကောက်ပေါင်ခင်မာရဲကမြမပညာရေးကရှင်မျိုးရှိရဲခင်ဗျားတို့အန်ယူဂျီပညာရေးဘယ်လောက်ရှိတယ်လဲဖက်ဒရယ်ဒီမိုကရေစီပညာရေးဘယ်လောက်ရှိတယ်လဲခင်ဗျားတို့မှာတိကျရမူဝါဒတင်ယုံညွန့်နဲ့မရှိဘဲနဲ့ကလေးတွေအကုန်လုံးကိုစာတင်ခန်းထဲကကလေးတွေကိုလမ်းမပေါ်ဆွဲတင်ပြီးတော့ကလေးတွေရဲ့အနာဂတ်ကိုချိုးဖျက်ခဲ့တာရိုက်ချိုးခဲ့တဲ့တရားခံကခင်ဗျားတို့လည်း အခုလက်ရှိကမ္ဘာ့ကုလသမဂ္ဂယူနီဆက်ကနေပြီးတော့ထုတ်ပြန်တယ်မြန်မာနိုင်ငံမှာပညာတရားခွင့်ကလေးသင်ငယ်ပေါင်း၈တန်းပညာတရားခွင့်ဆုံးရှုံးနေတယ်အဲ့ဒီ၈တန်းဒီခင်ဗျားတို့အန်ယူဂျီထိချုပ်ထားတဲ့မလေးရှားနိုင်ငံလောက်ကျန်ဝန်းတဲ့နေမျိုးတွေမှာဖြစ်တယ်ဒါဆိုရင်ကလေးတွေပညာရေးဆုံးရှုံးတာအနာဂတ်တွေမဲ့အောင်စစ်ကြောပညာရေးအလုံးရှိဆိုပြီးဘွာဒါမိုင်းတိုက်ပြီးကလေးတွေဘွာကိုဖျက်ဆီးခဲ့တဲ့တရက်ခန့်ခင်ဗျားတို့ပဲခင်ဗျားတို့ကတိကျတဲ့မူဝါဒပါရှိတယ်လေခင်ဗျားတို့က Federal Democracy တင်ယူညွှန်နိုင်ငံပြန်မလေးတနေ့နဲ့နေ့သုံးနေ့အတွင်းမှာရေးဆွဲထားလို့အချိန်ယူရဲဆိုရင်တော့နှစ်နှစ်အခု24 25နှစ်နှစ်အတွင်းမှာပြန်မလေး နော်အခုကမ္ဘာကုလသမဂ္ဂပါဝင်နိုင်ငံတကာကအဖွဲ့အစည်းတွေအကုန်လုံးထုတ်ပြန်တဲ့မြန်မာနိုင်ငံမှာကြောက်တဲ့နိုင်တဲ့ကလေးတငယ်စင်းအကုန်လုံးကလက်ရှိတမတော်ဆိုတာထိထုတ်ထားတဲ့စာသင်ကျောင်းတွေမှာကြောက်တဲ့နိုင်တဲ့ကလေးတငယ်စင်းကိုပဲဖော်ပြတာခင်ဗျားတို့ NGO ဖရဲဒီမိုကရေစီပညာရေးကျောင်းမှာသင်ကြားနေတဲ့ကလေးတငယ်စင်းကိုမဖော်ပြဘူးဒါဆိုရင်နိုင်ငံတကာကခင်ဗျားတို့ပညာရေးကိုစောက်ဖတ်မလုပ်ဘူးဆိုတာပေါ်လေတယ်ကျွန်တော်ခဏတို့ကကိုရိုင်းကတိကျတဲ့မူဝါဒသင်ယူညွှန်တဲ့မရှိဘဲနဲ့ကလေးတွေရဲ့ဘဝကိုနော်နိုင်ငံရေးမှာချနှင်းခဲ့တဲ့အောက်တန်းသားတွေဖြစ်တယ် ောက်တန်းစာမဟုတ်ဘူးဆိုရင်ခင်ဗျားတို့အန်ယူဂျီရဲ့ဖက်ဒရယ်ဒီမိုကရေစီတင်ယုံညွန်နံကိုချပြနိုင်ရမယ်။ဒီမှာငါတို့ပညာရေးကဒီလိုရှိရဆိုပြီးကဘာကိုချပြနိုင်ရမယ်။ခါရ27 20နဲ့23သုံးနှစ်တာအတွင်းမှာအန်ယူဂျီကနေစနေတဲ့အောင်မြင်သွားတဲ့ကလေးတွေဘယ်နိုင်ငံဘယ်တက္ကသိုလ်နဲ့ချိတ်ဆက်ပြီးပညာသင်ကြားနေရလဲဆိုတာခင်ဗျားတို့ချပြနိုင်ရမယ်။